နဂါဆက်မှန်နေဆိုလို့ရှိရင်လည်းအခုဒီစနေသမီးရဲ့ခန္ဓာကိုယ်သို့ဝင်တော့ဝင်ရောက်ပြီးတော့စီးနေပြီးတော့တိတိတရကဖြစ်နေရှာရှာပြပါဒါမှမဟုတ် ရှေ့ဖြစ်မဲ့ဥသားတွေကိုမြင်လာတာပေါ့ဒီသူလူတယောက်ဘာဖြစ်တော့မဲ့ဆိုလို့ရှိရင်သူကအဲ့လိုမျိုးမြင်တယ်မြင်လာတဲ့အခါကျတော့ဘေးပတ်ဝန်းကျင်တွေကိုပြောရင်းပြောရင်းပြောရင်းနဲ့ဘေးပတ်ဝန်းကျင်ကဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်နောက်ဆုံးကျလို့ရှိရင်သူကအဲ့လိုမျိုးမပြောပါနဲ့မပြောပါနဲ့ပြောလို့ရှိရင်အဲ့လိုဖြစ်လို့ပါအဲ့လိုမျိုးတော့မပြောယူပါတာပေါ့နော်အဲ့လိုမျိုးဒီလိုတက်ကျွမ်းတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဆိုတော့ကိုယ်ဆရာပိုင်းကျတော့ဘုရားကျမကကြတော့ဘလို့တင် जा ပေးလဲဆိုလို့ရှိရင်အဘအောင်မင်းကောင်ကြီးကလည်းပြော တာဖြစ်တယ်ကြပြီးတယ်ပရင်းသိတဲ့နေထိုင်ကြီးအဲပရင်းသိတဲ့နေထိုင်ကြီးနေနောက်ပြီးတော့ဘယ်အချိန်မှာပရင်းသိရမယ်ဘယ်အချိန်မှာတရားထိုင်ရမယ်ဘယ်အချိန်မှာဘယ်ကိုသွားရမယ်ဆိုတာသူ့ရဲ့ကြွန်ကြားချက်နဲ့ပဲဆရာမကနေပြီးတော့သူဆရာပေါ့နောက်သူတင်ဆရာတင်ဆရာပေါ့အဘအောင်မင်းကောင်ကြီးကဆရာမရဲ့ဆရာ ဟုတ်လားမဟုတ်လားသိအောင်လို့ကျွန်တော်ကလည်းပိုတိုင်တက်တန်ရတိုင်နှန်းရှင်ပါသူဒီဇယ်နဲ့ပြန်သက်အမှန်ပြောဝင်ပါမမှန်တာကိုဝင်မလာရမှန်တာကိုသာဝင်လာပြီးတော့နဂါဆက်မှန်နေဆိုလို့ရှိရင်လည်းအခုဒီစနစ်သမီးရဲ့ခန္ဓာကိုယ်ကိုဘုရားဝင်ရောက်ပြီးတော့စီးနေပြီးတော့တိတိတိတ်တာခင်ဗျာဆက်ကပြပါမနာဝင်မလာနဲ့မနာသာဝင်လာခဲ့ နမည်ကကျတော့ဟိုကလေဇောနန်ဧကရီတော့ကလေဟိုဘလူဝင်ရောက်လာလဲဆိုတော့ငင်းနေ9နှစ်သမီးလောက်တည်းကနေပြီးတော့ဟိုဒါဘုရားရှိခိုးတဲ့ပရိသတ်တဲ့ပေါ့နော်အဲ့ဒီကနေပြီးတော့ဘုရားရှိခိုးပရိသတ်ရင်းနဲ့မှဒီရှေ့ဖြစ်မဲ့ဥသားတွေကိုမြင်လာတာပေါ့ဒီတူလူတရားဘာဖြစ်တော့မဲဆိုလို့ရှိရင်သူကအဲ့လိုမျိုးမြင်တယ်မြင်လာတဲ့အခါကျတော့ဘေးပတ်ဝင်ချင်းတွေကိုပြောရင်းပြောရင်းပြောရင်းနဲ့ဘေးပတ်ဝင်ချင်းတွေဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်နောက်ဆုံးကျလို့ရှိရင်သူကအဲ့လိုမျိုးမပြောပါနဲ့မပြောပါနဲ့ပြောလို့ရှိရင်အဲ့လိုဖြစ်လို့ပါအဲ့လိုမျိုးတော့မှပြောယူရတာပေါ့နော်အဲ့လိုမျိုး ဲ့လိုဆိုအိမ်မထဲမှာလည်းတည်တယ်မြင်မှာလည်းတည်တယ်လူတယောက်ကိုကြည့်လိုက်တာနဲ့သူဘာဖြစ်တော့မယ်ဆိုတာကိုသိတယ်အဲ့သူပါရမီလားတော့မသိဘူးပေါ့နော်အဲ့လိုမျိုးစိတ်မှာခံစားချက်မှာသူကဒီလူတယောက်ကဒီအသက်ဘယ်လောက်ပဲရှိတော့မယ်ဆိုလို့ရှိရင်သူအဲ့အသက်ပဲတော့ဆိုရှင်14ရက်လောက်ပဲသူကျမကြီးကဆက်လက်ပါဆိုလို့ရှိရင်သူက3ရက်ပဲဆိုရင်3ရက်14ရက်ဆို14ရက်အဲ့လိုမျိုးပြောလိုက်တာနဲ့အဲ့ဒီလူတယောက်ကသူကတည်သွားတယ်နော်နောက်ရက်ဒီမှာအဲ့လိုတည်သွားတဲ့အခါကျတော့ သူတို့ကဘာဖြစ်လို့တိတာလဲအဲ့လိုမျိုးငယ်သင်္ခါရတွေကလာမိတယ်။နောက်ကျအမေတွေကကြတော့လို့မပြောပါနဲ့အဲ့လိုတော့မပြောပါနဲ့လို့ပြောတာပေါ့နော်။အဲ့လိုမျိုးပြောတဲ့ခါကျတော့သူကအဲ့ဒီကနေတဖြည်းဖြည်းနဲ့နှစ်တည်းနှစ်တည်းကြာလာတဲ့ခါကျတော့ခုခုလည်းကြာလိုက်ကြတော့လူတွေကရှုံချီပြီးတော့ဒီတိုက်တွေကိုသူကလာမိတယ်။သူတိုက်တွေကိုတက်တန်းတိုးတယ်ပေါ့နော်။ဟိုလူတွေကကိုကြည့်လိုက်လို့ရှိရင်ဒီလူကတိုက်ကလာတယ်။တိုက်ဆက်ကနေပြီးတော့ လာတယ်ဆိုတာကိုသူတို့တိတာနဲ့သူကိုတန်းပြောလိုက်တာပေါ့နော်အဲ့လိုပြောတဲ့ခါမှလည်းသူတို့ကတခါတည်းကြောက်လို့ရှိရင်တော့တိုက်စစ်တင်တယ်သိစင်တယ်ဆိုလို့ရှိရင်သူတို့ကိုတိုက်ဆိုတာအမှန်တကယ်စစ်ပေးရတာစစ်ပေးပြီးတော့မှဘယ်တိုက်ကလာတယ်ဆိုတာကိုသူ့ကိုမှန်ပြီးဆိုတော့မှသူ့ကိုသူ့တိုက်ကိုအသက်တောင်းတာတို့နော်တတန်းတို့တောင်းရတယ်နောက်ပြီးတော့တိုက်ကိုပွဲအဲ့လှူတမ်းမယ်ဆိုလို့ရှိရင်လည်းတိုက်မှန်မှရမှာ ရှင်းတိုက်ကလာတဲ့လူကိုငကားတိုက်မှာသွားပြီးတော့ပွဲပြီးလူမရဘူး ဲ့လိုမျိုးပွဲပြီးရတယ်ဆိုလို့ရှိရင်ကိုဘက်ကကြံခဲ့တဲ့ဆွေတော်မျိုးတော်တွေကတိုက်တယ်ကအဲ့ကုသူလည်းမရဘူးသူတို့ကလှူတန်းလို့လည်းမရတဲ့အတွက်ကြောင့်မလို့မှန်အောင်လို့စစ်ပြရတယ်တိုက်မှန်မှာအကျိုးပေးတာတိုက်မှန်နဲ့သူတို့လည်းဂရုစိုက်တယ်ဆိုတော့မှအကျိုးပေးတာအဲ့တော့အဲ့လိုမျိုးနေနေနေနဲ့တဖြည်းဖြည်းနဲ့ဖြစ်လာတဲ့ခါကျတော့ကိုယ့်အပေါ်မှာလည်းယုံကြည်တယ်ကိုကပြောလိုက်တာလည်းအစဉ်ပြေသွားတဲ့အတွက်ကြောင့်မလို့ကိုကကိုယ့်အကူယုံကြည်မှုလည်းရှိလာတယ်သူတို့ကလည်းယုံကြည်တယ်ကိုကလည်းယုံကြည်တယ်ဆိုတဲ့ခါကျတော့ဆီယမ်မဆီယမ်မဒါလေးလှုပ်ပဲလှုပ်ပေးလိုက်နေတဲ့ဒီလမ်းကြောင်း တခါလေးရောက်လာတာဒီလိုမြင်လိုက်တာ ਨੇ ဘူဆိုခန္ဓာကောင်းနေနှုတ်ကစီးပြီးတော့ပြောလိုက်တာပြောတယ်ထင်တော့အဲပြောတဲ့အချိန်မှာဆိုလို့ရှိရင်စိတ်ထဲမှာအဲ့လိုမျိုးမြင်နေသူ့ကိုမြင်နေတယ်သူပါဖြစ်မယ်ဆိုတာကိုမြင်နေတဲ့အခါမှာသူလာပြီးသူဒီတယောက်ဝင်လိုက်ပြီးဆိုတာ ਨੇ သူ့ရဲ့ခန္ဓာကိုယ်မှာဘာဖြစ်နေတယ်ဘာဖြစ်နေဆိုတာအဲ့လိုမျိုးသိရတယ်တော့ဘာဖြစ်တယ်ဥပမာအသေးဆိုအသေးကြောက်ကဲဆိုကြောက်ကဲဒီလူကဘာဝေဒနာဖြစ်တော့မယ်ဘာဝေဒနာဖြစ်နေတယ်အသေးဖြစ်နေတာလားကြောက်ကဲဖြစ်နေတာလားအဲ့ဒီလိုမျိုးငငယ်လေးပြန်နေပြတယ်နှုတ်ကစီးပြီးတော့ပြောလိုက်တာ ကျမ်းမာရေးဆိုလို့ရှိရင်လည်းဂရုစိုက်လိုက်အဲ့လိုမျိုးဖြစ်တယ်ဒီလိုတက်ကျွမ်းတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဆိုတော့ကိုယ်ဆရာပိုင်းကြတော့ဘုရားကျမ်းမာကိုကြတော့ဘလို့တင်ကြပေးလဲဆိုလို့ရှိရင်အမအောင်မင်းကောင်ကြီးကနေပြီးတော့တင်ကြပေးတာတင်ကြပေးတယ်ပရိသိတ်တဲ့နေထိုင်နည်းကြီးအမ်ပရိသိတ်တဲ့နေထိုင်နည်းကြီးနောက်ပြီးတော့ဘယ်အချိန်မှာပရိသိတ်ရမယ်ဘယ်အချိန်မှာတရားထိုင်ရမယ်ဘယ်အချိန်မှာဘယ်ကိုသွားရမယ်ဆိုတာသူ့ရဲ့ ညွန်ကြချက်နဲ့ပဲပြန်မကနေပြီးတော့သူဆရာပေါ့နော်ဒါသူတင်ဆရာတင်ဆရာပေါ့အဘအောင်မင်းကောင်ကြီးကဆရာမရဲ့ဆရာဒါအရင်ပဲဘာလို့ဆိုငယ်တင်ခါတွေကအဘကိုငယ်ငယ်လေးတည်းကအဘနဲ့တွေ့ရတယ်စကားပြောရတယ်ပေါ့နော်အဲ့ဒီအချိန်မှာသမီးဒီကနေပြီးတော့သမီးကိုဆရာသူသူဖြင့်မြောက်စားမယ်အသက်20ရွယ်မှာသမီးဒီ line ကိုလိုက်ပါတော့လို့ပြောတဲ့အချိန်မှာသမီးမလုပ်ချင်ဘူးလို့ပြောခဲ့တယ် ဘာဖြစ်လို့မလုပ်ရှင်လဲဆိုလို့ရှိရင်လူလောကနဲ့ဒီလိုမျိုးပုံကပိုင်းဆိုင်ရာဆက်သွယ်မှုတွေကဒီလိုနည်းနည်းစန့်ကျင်ဘက်ဖြစ်နေတဲ့ခါကျတော့ယုံကြည်သူတွေရှိတယ်လို့မယုံကြည်တဲ့သူတွေလည်းရှိတယ်။အဲ့လိုခါကျတော့ကြာမယုံကြည်တဲ့လူတွေကြားထဲမှာကိုကသွာလာနေရမယ်အဲ့လိုမျိုးဆိုလို့ရှိရင်သူကပတ်စံလိုခြင်းလို့သူကစီးပွားရှာခြင်းလို့အဲ့လိုမျိုးပုံစံထင်ခံမှကြောက်တယ်။အဲ့ဒါကြောင့်မလို့ဒီလိုမျိုးတပြေးပြေးရှောင်ပဲနေရှောင်ပဲနေနောက်ပိုင်းကျတော့အဘာနေပြီးတော့ဒီ line ကိုလှုပ်တော့သာသနာပြုဖို့အချိန်ရောက်ပြီဆိုတာ ਨੇ တာသနာပြုဖို့အတွက်ဒီလမ်းကိုရွှေ့ချလိုက်တာဆရာကတော့အပေါအောင်ပဲပေါ့